တစ်ခါရွေးချယ်ထားတဲ့ခေါင်းစဉ်ကလေးကတော့နေရောင်မမြင်သောနေ့ရက်များလို့အမည်ရပါတယ်။အဲ့ဒါကတော့2008ခုနှစ်အပြီလပန်းအလင်ကမကစမရေးခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒါကရောနေရောင်မမြင်တဲ့နေ့ရက်ဆိုပါပဲအကြောင်းအရာလေးပြောရလဲဆိုတော့ကိုဆက်ပြီးတော့နားထောင်ကြည့်ပါမယ်။ရှိတူရှူဆက်ပြီးအကွာလောက်အထင်းမြတ်ပဲမမြင်နိုင်အောင်တိတ်တီးပိမ့်ပိမ့်နေသောနှင်းတောင်တတိုင်းကိုကြည်ရင်အော်ကိုလက်ကိုတွဲလို့ နင့်မုံလေးမှာရှောက်လို့လေမဲကွဲဆိုသည့်မျိုးမြင့်လေးဤတေးရစကိုဖြက်ကနေတရိယာကပြုံးလိုက်ခြင်းသလိုဖြစ်သွားသည်ရေခဲတော်နေဝင်းရင်ခါနေတော့မြို့ကလေးပေါ်သို့တပွဲပွဲကျနေသည်နှင်းသည့်နဲ့နဲ့၌ချစ်သူရှိနေလေလဲလက်တွဲရှောက်နေမြင်အစားတဦးနဲ့တဦးကိုမှု့လူရိပ်ခြုံထွေးကပုံရင်းမျိုးမတွေ့ပဲမနေနိုင်ပါခြင်းအကြောင်းကလို့ပဲဆိုရမည်ထင်သည်ကျွန်တော်မညာမတအေးခဲကြမ်းချက်နေသည့်ဒီဇင်ဘာဒုတိယပတ်တွင်မ အိမ်သူချောတွင်တုံးရောက်မည်ကိုရန်ကုန်၌ထားရခါဘုဒ္ဓဥတ္တပြောင်းပြလိုက်ခြင်းဖြစ်သည်မန္တလေးငွေငန်းပြူဟိုတယ်မှာမြစ်ကြီးနားရထားလက်မှတ်ဆောင်နေတော့လာလို့ဆက်သည့်ကန့်ကော်ဝင်ရေးစာပေမှာမဝိုင်းလို့တတိုက်ကဒီလောက်အေးတဲ့အချိန်ကြီးကမှဘုဒ္ဓကိုပြောင်းရလို့ဆရာရဲ့ပြောသည် မတက်နိုင်ကျွန်တော်ကဘယ်အခါတွင်ဘယ်နေရာသို့ပြောင်းမီမှုရွေးချယ်ခွင့်မရှိသူရွေးချယ်ရန်အခွင့်မရှိသောဘဝတစ်ခုကိုမှကျွန်တော်ကရွေးချယ်ထားခဲ့မည်သည် ဖြင့်ရန်ကုန်မှအတူပါလာခဲ့သောဆရာမောင်ညိုပြဆရာအောင်မဦးပိတ်နှင့်ဆရာဒီကိုတင်တို့မန္တလေးမှာကျေရည်သည်အင်္ဂလန်ဝေဒနာကိုချစ်ခင်သောစာပေရောင်းရင်းသွင်းနှင့်ဝမ်ခွက်ဖြည့်သိပ်ဖို့ကြိုးစားနေပြီးတော့ကျွန်တော်ဒီမန္တလေးပူတော်မှာသူတို့ကိုလက်ပြနှုတ်ဆက်ခဲ့ရသည်မြကြီးနာတိလိုက်ပါမိကျွန်တော်ဆရာနဲ့အတူနှစ်ယောက်သားအိတ်စင်ကန်းထဲတွင်အတန်ကြာငုံငူကြီးတိတ်ဆိတ်နေတတ်နေသည် စကိုင်းလုံးလုံးကဆရာကစကားစပြောသည်သူဝန်ထဲဘွားတော်ကနေစုံနေပြပြောင်းရွှေ့နေထိုင်ခဲ့သည်လို့မှယခုလိုအငိမ့်စားယူပြီးတော့အခါတွင်မှပြန်လွမ်းเสียအကြောင်းကောင်းလေကြီးဖြစ်ကြောင်းတစ်ခွက်ခွက်ပြောနေခြင်းဖြစ်သည်မကျွတ်မလွတ်နိုင်သေးသောကျွန်တော်ကသူ့အလွမ်းကိုဆွေးဆွေးနိမ့်နှားထောင်နေရသည်အလွမ်းနဲ့အဆွေကိုခွဲခြားစိတ်ပြကြသောဆရာဆိုကြီးကအလွမ်း၌ပြန်လေတောင်းတလို့သောသဘောပါသည်ဟုဆိုသည် ကုံဆုံးလွန်မြောက်ပြီးတော့သူတို့ဒီဆင်းရဲဒုက္ခကိုပင်လျင်ချိုချိုနေနေပြန်လွမ်းနိုင်ကြသည်ထင်ပါသည်ဘုရားဝလင်ရင်ဆောက်ရင်မြကြီးနာပန်ဆွန်ဟိုတယ်မှာဆရာတပည့်နှစ်ယောက်၅ရက်နေခဲ့သည်မြောက်ယွန်းယွန်းရှိဥထရလာရောင်တွင်ခိုလုံးနည်းထွက်ခွင့်ရခဲ့သည်၅ရက်လုံးတော့တောင်ဆူဆူတို့ပြန်သွားတော့ဆရာနှင့်မြောက်ဆူဆူတို့ဆက်လက်ထွက်ခွာလာတော့ကျွန်တော်သည်မြကြီးနာလေစိတ်ထဲမှာပဲခွဲခွာနှုတ်ဆက်ခဲ့ရသည် ။လေစိတ်အရောက်တွင်အိမ်ကဇနီးတဲ့မတ်ချူမာထံလမ်းရွေပေါ်ဆတော့သူဤငိုရှိုက်တံကိုခုံးထဲမှကြာရသည်။အမြန်ဖုံးချလိုက်ရသည်။ခုတော့ကျွန်တော်တယောက်တည်းဒီကဲအစ်မံပဂရီဘွားဆိုဒီမှာတယောက်သေးပါကလားဆိုတော့အတွေ့ကအလွန်တရာအဖော်မင်းသောကျွန်တော်ကိုအိမ်မက်မှလှုံ့လို့လိုက်ကြလို့လက်ဖြတ်သွားစီခဲ့သည်။လင်းရင်ဒီနနဲ့7:15မိနစ်တွင်မြကျင်းနယ်လေးစိမ့်မှပြန်တက်ခဲ့သည်မလိခမြကျောင်းအတိုင်း ံတက်ပြန်တန်းနေသူကိုပြရင်းဝတ်မှမြင်နေရသည်မကလီအမလီခိုင်းမြစ်သည်ကချင်တောင်မြို့တမ်းများအကြား၌အဝါရောင်ကျိုးကလေးတစ်ချောင်းချလာသလိုခွေလျော့အစည်းစင်းနေသည်218မိုင်ခရီးကိုမိနစ်40ကြာပြန်တန်းခဲ့ပြီးနောက်နမီကျော်ပူတာအိုလွင်ပြင်မှအင်ခေါမိုးတွေကိုကျိုးတူချက်တဲ့စီးမိုးမြင်လိုက်ရသည်ညင်ကနေလင်းဘိန်းချလိုက်တော့အခါတွင်မူကျွန်တော်ဒီဂျိန်းဟီတန်ရဲ့ ရှန်ဂရီလာတို့ရောက်သွားသလိုအီကနင်းခန်းစားမိလေသည်ရှန်ဂရီလာသည် အိုချင်းနာချင်းဟူလောင်ပြင်းပြခြင်းတို့ကို ဝေးဝေးလန်းလန်းတွင်မိချန်ထားရနိုင်သောမိုးကုတ်စဝိုင်းစုံစီမှတီးခြားကဘာလေးဖြစ်သည်ကပ္ပတိန်ကွန်ဝေးတို့ကိုခိုးဆောင်မောင်းနေသွားခဲ့တော်လျင်သည် ယခုလိုပဲတီးဘက်ကုန်းမြင့်များရှိ တောင်စင်အထက်ကို ကြော်ဖြက်ဖြတ်တန်းခဲ့သည် ီးတော့ရှန်ဂရီလာသည်ယခုလိုပဲအေးစိတ်အုံမိုင်းနေသည်ရှန်ဂရီလာ၏အကြီးကဲသည်သူအရှက်အရာကိုစက္ကန့်ပေါ့တင်းတင်းနိုင်ရန်အတွက်အနောက်ခွက်ကင်းသောကပ္ပတိန်ကွန်ဝေးကိုအသေးချာရွေးချယ်၍ကိုးဆောင်စီခဲ့ခြင်းဖြစ်သည်။ကွန်ဝေးသည်သူလုံးဝမသိရှိခဲ့ဘူးသောရှန်ဂူလာတို့ဘာကြောင့်ရောက်လာခဲ့ရသည်ကိုသိလိုက်သောအခါအလွန်တရာထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အကျောက်ကံညှင်းဆန်ခဲ့သည့်နောင်တော်မှရှန်ဂရီလာ၏ငြိမ်းအေးမှုနှင့်တခြားဆံမှုကိုတပြေးပြေးနှက်တက်လာခဲ့ရာရှန်ဂရီလာမှာပဲဆက်မြုပ်နေထိုင်သွားခဲ့ပါသည်အရရလွဲဖို့ရာအလိုအင်ဂျီမရဖြစ်နေခဲ့သောကျွန်တော်ဤမိစေနှင့်ဥပဒေအရာရှိတို့ကဘူရာယုံလေးနှင့်တူသောပူရာဝလီစိတ်၌အသည့်ဆောက်ကြုံနေခဲ့သည်ဝင်းချင်တစ်ခုလုံးတောင်ဝေဝါ၍အုံမှိုင်းပြာရင်နေသည် ခဲသားပုတ်ရောင်မိုးတိမ်တို့ကနေတပြောက်မြမထိုးနိုင်အောင်ဟူတာအုပ်ကိုထွေးဖက်ထားသည်ဘယ်လဲဘယ်မလဲဗျရေခဲတောင်ခုမိတော့နေထွက်လွင်မြင်ရမှာပေါ့ဗျာဟုနှုတ်သွက်တော့ဦးလာထုံကပြောသည်ဟူတာအုပ်တို့လာရမည်ဆိုရဲကကျွန်တော်သည်ဒီနယ်မြေနှင့်ဆက်လင်းသည့်ရတဆောင်တွေကိုရှောက်ွေဖက်ရှူလာခဲ့ပြီးလီရင်ခွေးမှနှစ်မိုင်ဝေးသောကုတာအိုတို့လာရန်ကုတုံးကကားကြုံဆောင်ရသည်ဆိုသည် ယခုတော့မော်တော်ဆိုင်ကယ်တက်၃ဘိန်းရင်ကလေးတွေပြည့်စက်နေသည့်အထိတိုးတက်ဖွံ့ဖြိုးလာခဲ့သည်ကချင်ကလေးယောနန်ကကျွန်တော်ပစ္စည်းတွေ၃ဘိန်းဆိုင်ကယ်ပေါ်သို့တင်လိုက်ပြီးလေရင်ကွင်းလုံးစုရက်ွက်နှင့်ကောင်တထောင်ရက်ွက်တို့ကိုကတ်တရာလမ်းတွေလေးတိုင်းဖြတ်ကျော်လာတော့အခါကျွန်တော်နားခွေရနေတက်တန်းအိမ်နည်းနည်းလေးတို့ရောက်ရှိလာခဲ့သည်ရန်ကုန်မှ1128မိုင်ပင်လယ်ရေပြင်အထက် 1429ပြီမြကြီးနားမှာအေးလာချီဟူ၍အောင်မြင်ခဲ့သည်ပူတာအိုရောက်တော့မှ မြကြီးနားသည် ရေခဲတတအောက်ချမ်းနှင့်တူပြီးပူတာအိုကအပေါ်ချမ်းနှင့်တူသည်ဟု အောက်မြင်ခံစားမိသည်မိုးတိမ်သားနှင့်မြေပြင်အကျန်းဖုန်ကန်ရာစီ ရေခဲတောင်ကိုဖြတ်တိုက်လာတော့မြောက်ပြန်ရေခဲတွေကအအေးငွေတွေကိုအဆက်မပြတ်လွှတ်ထားသလိုဖြစ်နေသည်ခြေပြားလက်ပြားတွေအစ်ဆက်ကတကက်ကက်ဖြစ်နေသည် ခြေပြားလက်ပြားတွေအစ်ဆက်ကတကယ်ကဲဖြစ်နေတယ်ပေါ့နော်အရှိအနောက် တောင်မြောက်အရက်တို့မှာသုံးဘက်သုံးနယ်တောင်တွေကစီးထားသည်ခါကာဘိုရာစီတောင်ကိုဘူတာအိုကဘလို့မှမမြင်နိုင်ကြောင်းဒေတာခံတို့ကပြောသည်1956ခုနှစ်ဆိုင်ရစီယာကြီးမှုသမင်းဂျိန်းရွယ်ပါတို့အဖွဲ့တောက်ရောက်ခဲ့စဉ်ကမြူကိုတိမ်တိုင်များဖုံးအုပ်နေသဖြင့်မမြင်ရကြောင်း တင်ကင်းစင်သည့်တစ်ချိန်သာပဲပေ12000စကံမှနေ၍နေတောင်ထွတ်ကြီးကိုမြင်ခွင့်ရခဲ့ကြောင်းသိရသည်ယခုပူတော်ဦးမြောက်နှင့်အနောက်မြောက်ဘက်တွင်မြင်ကွင်းရနိုင်သောရေခဲတောင်မှမတွေ့တောင်နှင့်ဖုန်ကန်ရာစီတောင်ဖြစ်သည်ဟုဆိုသည်ဖုန်ကန်ရာစီကပူတော်ဦးမှ53မိုင်ဝေးသည်ညအိတ်ခရီးလောက်သွားရသည်တောင်ထိပ်ပေါ်နေအောင်ကြာမှဒီကမြင်နိုင်သည်ပူတော်ဦးသည်အလျားမိုင်20အနံ ်12မိုင်ခန့်ရှိသောလွင်ပြင်ကြီးဖြစ်သည်ရင်းနှီးပေါင်းများစွာကတောင်ပေါ်ရေကန်ကြီး Mountain Lake တစ်ခုရဲ့နေရာဟောင်းဖြစ်သည်ဟုဆိုသည်မြေစီဩဇာကောင်းသည့်လယ်နှင့်တောင်ယာဖြစ်တွင်မချစ်ဥခန်းတောင်မြစ်ရှိပရိကောင်စတော့ရိုးရာစေဥစင်းမြစ်သူ့ဘော်ရှောင်းဝေရောင်းသူတို့လယ်ရှိသည့် Jainpor Rowan Lisu Lowo လက်ချိတ်ဆိုင်ဝါဟူသောကချင်မျိုးနယ်ချောင်းမျိုးအနက်ဘုဒ္ဓဘုမာကလီစု ရဝန်နှင့်ဂျိန်ဖောတို့ကို အများဆုံးတွေ့ရသည်တရားထိတ်ကရွာကလေးဟုအဓိပ္ပာယ်ရသောဟိုခိုရက်ွက်တို့ခန်းတီရှမ်းတို့အနေများသည်ဈေး၃ဈေးထမင်းဆိုင်၃ဆိုင်လက်ဖက်ရည်ဆိုင်၃ဆိုင်ကိုယ်ရာဆိုင်၃ဆိုင် ကာရာအိုကေဆိုင်နှင့်စောက်အငှားဆိုင်၁ဆိုင်ရှိသည်မေလေးစာပေဟူသောအငှားဆိုင်လေး၌ရွှေအမြုတွေ ရုပ်ရှင်တေကပြတပ်ဖူးမြင်ကွင်းစသောလကြော်မဂဇင်းတွေကိုအသည့်ဟူသဘောထားဖတ်ရသည် ပန်ဆိုးရံကိုလွှမ်းမိလေ။ရောက်ကလေးကနေရာမမြင်ရသေးသောကျွန်တော်သည်အေးရံကိုခုခံနိုင်ရန်အတွက်ခြေသာလင်းရင်ရှိကုန်၏။ဟုခံယူကလမ်းမဲဖြစ်လျှောက်နေရသည်။မနက်အိပ်ရာထား၍နှင်းတမုံမျက်မမြင်ရလေ။တနေ့လုံးအေးစိတ်အုံမိုင်းနေရသည်။တေးစင်မှနှင်းကြမည်နှင်းကြမှ နေကြည်ဖြာမည်နေကြည်ဖြာမှနွေးနိုင်ပေလိမ့်မည်တို့ပေမဲ့ဥတော်ဦးနှင်းသည်မနက်၁၀နာရီကျော်မှတဖြည်းဖြည်း ပြက်လွယ်ပြက်လွယ်ပြဲလွင့်လေသည်မနေ့အရာထားတော့နှင်းတွေပွင့်နေတာတွေ့ရသည်နှင်းကိုမြင်ခိုက်ပျော်ရွှင်မြူးလက်သွားသောခံစားမှုကိုသတိပြုလိုက်ပြီးချီအိတ်လက်အိတ်ပေါင်းပြီးခေါင်းစွတ်တို့ကိုကပြကတိကောက်စွတ်ပြီးဟိုခိုဘက်သို့ထွက်လာခဲ့သည်ဟုတ်ကောရက်ခွက်ကပူတော်အိမ်မြောက်ဘက်မှာရှိသည်မြောက်ဖက်ချီရှောက်နေတာမြောက်ဆူးဆူးတို့စိတ်နာနေလားလို့ဥလာထုံကမေးသည် ရောင်ဝမထုံချမ်းချာလုံးလိုပါဟုဖြေရထူချေရသည်လမ်းလျှောက်ရင်ကျွန်တော်စဉ်းစားနေမိတာတစ်ခုရှိတယ်ဒေတာအစ်တပေါင်းဝင်ခြင်းအစ်တရှုခွင်းတွေကအစတစ်လွန်လက်ဆက်နေတဲ့ဖြင့်ရေကုန်ဆရာကောင်းတာကတော့အမှန်ပဲဖြစ်သည်တို့ပေမဲ့မြို့ကြီးခေါင်ခေါင်ထဲမှာနေ၍ဟိမွန်ဒါတောင်တန်းတောင်ဆွေတွေအကြတို့ရုတ်တရက်ပြစ်ချခံလိုက်ရသလိုရောက်လာတော့ကျွန်တော်အဖို့မှာအရာရာသည်နေသားတစ်ချက်ဖြစ်ရန်ခင်းရင်နေတည်မှာလဲအမှန်ပဲဖြစ်သည်။ကြားပြင်းတွေက ဖားဆောင်မော်ချီ မဲဆက်စတော်မြို့လေးပြည်မှာနေတော့ကလည်းဒီလိုမျိုးခံစားခဲ့ပူသည်နောက်တော်လဲနေပြောနေတတ်သွားခဲ့သည်ဘူတော့ကတော့လန်းဆန်းပြိုလဲသည့်အရွယ်တယောင်းစဲအနောက်ဘက်တွေခုလောက်မခိုင်ကြည်သေးဘူပန်ကြောက်ကြောက်မှုတွေခုလောက်မရှိသေးဘူးထင်သည်ရန်ကုန်ဘူရာကြီးတို့လိုက်ဖို့ပဲတော့ဆီယမမီချန်ဝေကမိသားစုနဲ့အဝေးကြီးခွဲသွားရတာနော်ကိုရောက်ရင်အကျိုးရှိအောင်လေခုအမကြီးတယောက်မှလည်းမှာချနေခဲ့သည် သူကကျွန်တော်ကိုဝတ်ထုတွေရေးနေစေခြင်းသည်အဲ့လက်ချင်ဒီမှာတော့ပေါများပါသည် ရွေးထွေးတိုင်ပုံတစ်ခုကိုစိတ်ဆက်ဆက်ကြီးစွန့်ခေါ်တောက်ခဲ့ရသည့်အတွက်ဆိုင်းနိုင်သည့်စိတ်အခြေအနေရှိနေပါမလားဟုကြောင်းကြောင်းမိခဲ့တာအမှန်ပဲဖြစ်သည်1950ပြည့်နှစ်ဝန်းကျင်ကလန်ဒန်သို့ပြည်ညာရှင်သွားခဲ့သောမြန်မာဥပဒေပညာရှင်ကြီးတို့ကလန်ဒန်ဒါရာယူသောစာအုပ်ကလေးတစ်အုပ်ရေးခဲ့သည်သူစာအုပ်ကလေးပထမစာချုပ်မှာ My first week in London was not an over happy one ဖြစ်သည်ကျွန်တော်ဤပူတာအိုပထမပတ်မှုက ိုရှိတူရှူမှာနှင်းများတွန်းဖွဲ့နေသလိုအင်ဂရန်ဝေဒနာတို့ရွာတွန်းတိတ်တည်နေနေထင်သည်။တို့ပေမဲ့နှင်းကွဲလင်းနေကြီးဖြာမီနေကြီးဖြာမြောက်ပုံနွေးမီဒီမျောလေးချက်နဲ့ပဲကျွန်တော်တို့မြောက်ယွန်းယွန်းတို့ခက်ပြင်းပြင်းလမ်းလျှောက်လာခဲ့ပါစေသည်။ဒါကနေရာမမြင်တော့နေ့တနေ့ဖြစ်ပါတယ်ဆိုတော့ဒီဆောင်လေးကိုဖတ်ခြင်းအဖြစ်ဗားဒီခန်းစားလိုက်ရလဲဆိုရင်ဒါမြန်မာနိုင်ငံရဲ့ညီပုံလေးမှာရှိတဲ့မြောက်ဖျားဖျားအစွန်ကချင်ပြည်နယ်ကိုရောက်သွားတာဖြစ်ပါတယ် ဆိုတော့ဒီဟာလေးကိုကြည့်ကြမယ်တဘာဝရဲ့အလျာတရားတွေအများကြီးရှိနေတယ်ဆိုတော့ကိုသိရှိလိုက်ရတယ်ပေါ့နော်ဆိုတော့ဒီလောက်လှပတဲ့တဘာဝတွေတွေကိုကျွန်တော်တို့ဆက်ပြီးထိန်းသိမ်းနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့လွတ်လပ်ရေးကိုကျွန်တော်တို့ရယူပါမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ခေါင်းစဉ်လေးတစ်ခုမှပြန်လဲဆုံးတွေ့ပါ